နောင်ချုံမြို့အနီးကိုရောက်ရှိလာတဲ့စစ်ကောင်စီတပ်စီကြောင်းဟာတောင်သမရထင်းတို့ရဲ့တပ်စခန်းကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးဒီနေ့ဂျွန်လ9ရက်မှာလဲကံကြီးရွာထဲမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်စစ်ကောင်စီတပ်ဟာရွှေမှုတော်ရွာနေနောင်ချုံမြို့တဲကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေပါတယ်မနေ့ဂျွန်လ4ရက်နေ့လယ်ပိုင်းမှာလဲစစ်ကောင်စီတပ်ပြစ်လိုက်တဲ့လက်နက်ကြီးကြောင်းနောင်ချုံမြို့ဈေးရက်ွက်မှာရှိတဲ့မြို့သမီးနှစ်ဦးနဲ့အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ် တိုက်ပွဲဟာနောင်ချိုမြို့နီကိုရောက်ရှိလာတာကြောင့်နောင်ချိုမြို့ခံနဲ့ကံကြီးရွှေမှုတော်ရှောက်ချုံနဲ့နောင်လိပ်စားတဲ့ကြေးရွာကဒေသခံတွေလည်းထွက်ပြေးတိမ်းရှောင်နေရတယ်လို့နောင်ချိုဒေသခံသူကရွှေပြည်မျိုးခုလိုပြောပါတယ်စစ်ကောင်စီကစတိုက်ထိုးနေတာဒီနေ့လည်းကံကြီးရွာထဲမှာတိုက်ပွဲပြင်းထန်နေတယ်နောင်ချိုဒေသခံတွေကကြောင်မဲပဲရှောင်တာရှိတယ်တချို့ကနှစ်ဆက်ရာတိမ်းရှောင်ကြတယ်လက်နက်ကြီးကြောင့်ဒဏ်ရာရတဲ့ဒေသခံတွေဟာဦးမြင့်အောင်ဦးကျော်ဝင်း ဒေါ်ထွေးနဲ့ဒေါ်မူမူအောင်တို့ဖြစ်ပြီးလူထိခိုက်တာပြင် နေအိမ်တွေလည်းပျက်စီးခဲ့တယ်လို့သူကဆက်ပြောပါတယ်။ကံကြီးကျွော်ဟာထင်းတော်ရဲ့ထိန်းချုပ်ထားတဲ့နှောင်ချုံမျိုးနဲ့ခုနှစ်မိုင်လောက်သွားကွာဝေးတယ်လို့သိရပါတယ်။စစ်ကောင်စီထောက်ခံတဲ့ Telegram Channel တွေမှာတော့ရှောက်ချုံ ရေဖြူနဲ့ကံကြီးရွာရှိထင်းတော်ရဲ့တပ်စခန်းတွေကိုဂျွန်လ3ရက်မှာတင်ပိုင်နိုင်ခဲ့တယ်လို့យေတာဖော်ပြနေကြပါတယ်။ စစ်တပ်ဟာသူတို့လက်လို့ထားရတဲ့နောင်ချိုမျိုးကိုပြန်ရဖို့တောင်ခမ်းနဲ့အုံမတိကျွာဘက်ကနေထိုးစစ်ဆင်တိုက်ခိုက်နေရဖြစ်ပြီးချင်းတော်ရီတပ်ဘက်ကလည်းဆက်လက်ခုခံနေဆဲဖြစ်ပါတယ်။နောင်ချိုမျိုးကိုချင်းတော်ရီနဲ့ပူပေါင်းတပ်တွေကပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လဆက်ရမှာတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။